ကောင်းမွန်တဲ့အလုပ်မှရှိနေတယ်ဆိုတာသိနိုင်တဲ့အချက်၅ချက်တကယ်လို့သင်ကအလုပ်တစ်ခုခုလုပ်နေတယ်ဆိုရင်သင်လုပ်နေတဲ့နေရာကုမ္ပဏီအဖွဲ့အစည်းကသင်အတွက်ကောင်းမွန်တဲ့နေရာဖြစ်ရဲ့လားဆိုတာသိဖို့လည်းလိုအပ်ပါတယ်ဒီလို သိဖို့ဆိုရင်ဘယ်အချက်တွေကနေသိနိုင်မလဲဆိုတာအခုပြပြပေးသွားပါမယ်နံပါတ်1တက်လန်းရှိတာကိုယ်အတွက်အဲ့ဒီအလုပ်မှနောက်တစ်နှစ်ကနေ၃နှစ်အတွင်းမှာဘယ်နေရာကိုရောက်နိုင်တယ်လဲဆိုတဲ့လမ်းကြောင်းရှိနေတာမျိုးပါ ဥပမာလူတွေကတွန်းအားတစ်ခုခုရှိမှပိုပြီးစ조사ကျင်ကြတာမဟုတ်လားဒါကြောင့်ကို့အတွက်လက်ရှိကနေတဆင့်မြင့်နိုင်မဲ့ယာဒူးအခွင့်အလမ်းမျိုးတွေမြင်တွေ့နေရတဲ့အခါတနေ့ငါအဲ့ဒီကိုရောက်အောင်သွားမယ်ဆိုတာမျိုး ਨੇ ပိုပြီး조사ကြပါတယ်ဒီလိုတလန်းရှိနေတဲ့အလုပ်ကလည်းတင့်အတွက်ကောင်းမွန်တဲ့အလုပ်တစ်ခုဖြစ်တယ်ဆိုတာသိနိုင်ပါတယ်နံပါတ်2ပညာရတာဒီလောက်ကနေအတွေ့အကြုံတွေပညာတွေရရဲဆိုရင်ဒါကလည်းကို့အတွက်ကောင်းမွန်တဲ့အလုပ်တစ်ခုဖြစ်စေပါတယ် ဒီလောက်ကကိုစီကနေပညာကုံဆုပ်ယူထားတဲ့အလုပ်မျိုးမဟုတ်ဘဲကိုကို ဖွံ့ဖြိုးလာအောင်လဲလှုပ်ဆောင်ပေးနိုင်နေဆိုရင်ဒါကကောင်းမွန်တဲ့အလုပ်တစ်ခုပါပဲနံပါတ်3အလုပ်ပဝင်ခြင်းကစိတ်လုံခြုံမှုရှိတာကိုရဲ့အလုပ်ပဝင်ခြင်းကောင်းမှုကလည်းအရေးကြီးတာဖြစ်လို့ဒီအချက်ကိုလည်းမေ့မထားသင့်ပါဘူးတနေ့ကို7နာရီတပတ်ကို48နာရီအချိန်ပေးနေရတဲ့ဒီအလုပ်မှာအလုပ်ပဝင်ခြင်းကောင်းရှိဖို့ကအရေးကြီးဆုံးပါပဲ။ လုပ်ငန်းခွင်ရဲ့လေတူကအေးဆေးတည်ငြိမ်နေဆိုရင်အလုံမှာစိတ်လုံခြုံမှုဖြစ်ရတာပါပဲဒီလိုမှမဟုတ်ပဲလေတူကဗိုင်းရပ်စ်တွေနဲ့ပြည့်နေတယ်ဆိုရင်တော့ဒီအလုပ်ကကိုယ့်ကိုစိတ်ပိုင်းဆိုင်ရာအရာရုပ်ပိုင်းဆိုင်ရာအရာထိခိုက်စေနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်လုပ်ငန်းခွင်တစ်ခုကစိတ်လုံခြုံရတယ်ပျော်ရွှင်ရတယ်တဦးကိုတဦးလေးစားမှုရှိတယ်ဆိုရင်ကို့အတွက်အကောင်းမွန်တဲ့အလုပ်ပါပဲ။နံပါတ်၄လုံလောက်တဲ့လစာအကျိုးခံစား권ရှိတာ။ ကိုယ့်ရဲ့အလုပ်ကလုံလောက်တဲ့လစာနဲ့အကျိုးခံစားခွင့်ရရှိနေတာကလည်းကောင်းမွန်တဲ့အလုပ်မှာရောက်နေတယ်ဆိုတာသိနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။တချို့အလုပ်တွေကကိုယ်နဲ့ထိုက်တန်တဲ့လစာကိုမပေးတာမျိုးအကျိုးခံစားခွင့်ဘာမှမရှိတာမျိုး ရှိနိုင်ပါတယ်။ဒါပေမဲ့ကောင်းမွန်တဲ့အလုပ်ကတော့ဈေးကွက်နဲ့ကိုက်ညီတဲ့လစာနှုံတာတစ်ခုဖြစ်တဲ့အပြင်ကျန်းမာရေးအကျိုးခံစားခွင့်တွေခရီးစရိတ်တွေအချိန်ပိုကြေးတွေအပိုစုကြေးတွေစတဲ့အကျိုးခံစားခွင့်တွေပါရှိပါတယ်။ နောက်ဆုံးချက်ကတော့ခေါင်းဆောင်မှုကောင်းမွန်တာနောက်ဆုံးချက်ကတော့ခေါင်းဆောင်မှုကောင်းမွန်မယ်ဆိုရင်ကောင်းတဲ့အလုပ်မှာရောက်နေတယ်ဆိုတာသိနိုင်ပါတယ်ကိုယ့်ရဲ့ခေါင်းဆောင်ကပညာရေးပြည့်ဝတာအမြော်အမြင်ကြီးမားတာပွင့်လင်းမြင်သာမှုရှိတာလက်အောက်ငယ်သားတွေအပေါ်လေးစားမှုရှိတာစတဲ့အချက်တွေကခေါင်းဆောင်ကောင်းတဲ့တွေ့နေရတယ်ဆိုတာသိနိုင်တဲ့အချက်ပါပဲအခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကောင်းမွန်တဲ့အလုပ်မှာရှိနေတယ်ဆိုတာသိနိုင်တဲ့အချက်၅ချက်ကိုပြပြပေးထားတာပဲဖြစ်ပါတယ် ။နောက်ထပ်လည်းဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးအောင်မလဲဆိုတော့ဒီဗီဒီယိုလေးရဲ့ comment box ထဲမှာ comment လေးရေးပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။